ငယ်ကလေးကမောင်လေးနဲ့မိဘအနေကွဲသွားတယ်။မောင်လေးရဲ့အမေကပဲငငယ်လေးကလေးကဟိုပြောနောက်အိမ်တော်လည်းမပြူဘူး။မောင်လေးတို့တနေ့သားနှစ်နေ့သားလောက်ကလေးအဖေနဲ့ကွဲသွားပြီနော်။အဲ့ဒီအချိန်မှာကလေးအမေကနောက်အိမ်တော်လည်းမပြူဘူး။သူ့ရဲ့သူ့အများကြီးအမေဆိုအများကြီးမောင်လေးတို့ဘုံမှာဘယ်လိုပြောငငယ်ကလေးလှုပ်ကြည့်ကြတယ်။ခါရောက်ခဲ့ရတော့အများကြီးပဲပေါ့နော်။ဘယ်လိုဆိုတော့ဟိုဘယ်လိုပြောမလဲငငယ်ကတော့ငငယ်တော့ဆိုလည်းအရင်ဆင်းရဲခဲ့မောင်လေးဘယ်လိုပြောမလဲတခါအကြောင်းထွက်ရမယ့်လို့တောင်းမှဖြစ်ခဲ့ပေါ့နော်။အရင်ဆင်းရဲလုံးလို့အမေဆိုမထားနိုင်ဒါပေမဲ့ဘယ်လိုပြောမလဲအမေရဲ့ဘယ်လိုပြောဆွေမျိုးတွေကမောင်လေးကိုထားပေးခဲ့လို့ဒါမောင်လေးက ကြောင်းဆက်တက်ခွဲရင်ရခဲ့ရပါတော့နော်။ငငယ်တော့ကတော့ရမ်းစိတ်လာဒါပေမဲ့ကြီးလာတော့ကြလဲဟိုမိဘဆိုတော့ပြင်မာလို့မရဘူးလေ။ဒါကြောင့်မလို့အခုကတော့တိတ်ပြောဖြစ်ပေါ်မှာတော့အဲ့လိုမျိုးတော့မရှိတော့ပါဘူးဟုတ်အဆက်တွေကတော့တိတ်တော့မရှိပါဘူးဟုတ်ညီမလေးတို့နဲ့ကတော့တခါတည်းနဲ့ဖုန်ပြောင်းပါလို့ရတော့တိတ်ကဖုန်မပြောပါဘူးဟုတ်အဲ့တော့ငွေကလေးကပေါ့ငွေတော့ကတော့ခံစားချက်တွေတော့အများကြီးရှိကြတယ်ဘယ်လိုပြောလဲဆိုတော့ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲအမေရဲ့ညီမတွေဟိုဘယ်လိုပြောအခုဆိုသူမိဆုံဖားဆုံးရှိရပါတော့အဖေလို့ခေါ်တယ်ကိုတို့ကကိုမှာဆိုရင်အဖေကလို့ခေါ်ခွင့်မရှိဘူးဒါမဲ့လည်းအဲ့ငွေတော့ကတော့မောင်လေးက ်ငယ်တုန်းကသာတကယ်ဝမ်းနေကြဒါပေမဲ့ခုချိန်မှာကျတော့အဲ့လိုမျိုးဝမ်းနေမှုတွေမရှိတော့ပါဘူးလို့ဆိုတော့ကိုကအမေအမေအမေဆိုလဲဟုတ်တယ်အဖေဆိုလဲဟုတ်တယ်အဲ့ကြောင့်မလို့အဖေမရှိလဲကိုတို့ကတော့ဘာမှတော့မဖြစ်တော့ပါဘူးဒါပေမဲ့ဖြစ်တော့မပြင်းမပါဘူး and မိသားစုကကြတော့မောင်လေးတို့ကအမှန်တိုင်းပြောလို့ရှိရင်မိသားစုကတာမိတုံးကပဲရှိရပါတော့တာမိတုံးကပေါင်မှာတပွားလို့ပြောမှာပါနော်အဖေသွားကတော့ရှိရဒါပေမဲ့ ငယ်ကလေးကမောင်လေးနဲ့မိဘအနေကွဲသွားတယ်။မောင်လေးရဲ့အမေကပဲငယ်လေးကလေးကဟိုဘယ်ပြောနောက်အိမ်တော်လည်းမပြူဘူး။မောင်လေးတို့တနေ့သားနှစ်နေ့သားလောက်ကလေးအဖေနဲ့ကွဲသွားပါတော့။အဲ့ဒီမှာကလေးအမေကနောက်အိမ်တော်လည်းမပြူဘူး။သူ့ရဲ့သူ့အများကြီးအမေဆွန်အများကြီးမောင်လေးတို့ဘုံမှာဘယ်လိုပြောငငယ်ကလေးလှုပ်ကြည့်ကြရမချက်မကြောက်အမေဆွန်ရဲ့အသက်20ကလေးကကွဲသွားပါတော့။နောက်အိမ်တော်ပြူကျင်လည်းပြူလို့ရဒါမှမဟုတ်အမေဆွန်နောက်အိမ်တော်မပြူဘူး။မောင်လေးတို့မောင်နှမနှစ်ယောက်ပုံမှာပဲသူကျမကြီးတစ်ဖွဲသူစောင့်ရှောက်ပြီးတယ်အခုသူစောင့်ရှောက်ပြီးတော့အမေဆွန်အခုဆွန်ဘယ်သွားတာသူလိုက်ပြီးရပါတော့အဲ့ဒါကြောင့်မလို့အမေကိုလည်းကျေးဇူးအများကြီးတင်ရပါတယ် အမေကတော့ဘယ်လိုလဲငငယ်ကလေးကစင်းရဲပင်မလူတွေခံခဲ့ရပါတော့ဟိုဘီယာဆိုင်တွေစပွဲတို့တွေတော်တော်များများလုပ်ခဲ့ရတယ်မောင်လေးဘယ်လိုပြောမလဲရှစ်တန်းကိုးတန်းလောက်ကြာမှာတော်တော်လေးဟိုဘယ်လိုပြောလဲအဟိုအမေရဟိုမိဘတွေကြာအမွေရလိုက်တဲ့ကြောင့်မလို့လားတော်တော်လေးအဆင်ပြေလာခဲ့ပါတော့ငငယ်ငငယ်ကလေးကမောင်လေးတို့အဆင်ပြေတယ်ထင်ပါတော့မပါပါဘူးဟုတ်ဟုတ်ဒုက္ခရောက်ခဲ့ရတော့ဒီသားစိတ်ကံတိတ်တောင်ကြောင်းဒါပေမဲ့ဒုက္ခရောက်ခဲ့ရတော့အများကြီးပဲပေါ့နော်ဘယ်လိုဆိုတော့ ဟိုဘယ်လိုပြောမလဲငငယ်ကတော့ငငယ်တော့ဆိုလဲအရင်ဆင်းရဲခဲ့မှာလေဘယ်လိုပြောမလဲတခါကြောင်းထွက်ရမယ့်လို့တောင်းမှဖြစ်ခဲ့ဗျာအရင်ဆင်းရဲလုံးလို့အမေဆုံးမထားနိုင်ဒါပေမဲ့ဘယ်လိုပြောမလဲအမေရဲ့ဘယ်လိုပြောဆွေမျိုးတွေကပေါင်လေးကိုထားပေးခဲ့လို့ဒါမောင်လေးကကြောင်းဆက်တက်ခွေရင်ရခဲ့ရပါဘောနော်အဲအမှန်တိုင်းပြောလို့ရှိရင်တော့ငငယ်တော့တော့ရန်ဆိုင်ငငယ်တော့တော့ရန်ဆိုင်လာဒါပေမဲ့ကြီးလာတော့ကြလဲမိဘဆိုတော့ပြင်မလို့မရဘူးလေဒါကြောင့်မလို့ အခုကတော့တိတ်ကြော်ဖြစ်ပုံမှာတော့အဲ့လိုမျိုးတော့မရှိတော့ပါဘူးဟုတ်အဆက်တွေကတော့တိတ်ကြော်မရှိပါဘူးဟုတ်ညီမလေးတို့နဲ့ကတော့တစ်ခါတည်းနဲ့ဖုန်ပြောင်းပါလို့ကတော့တိတ်ကြော်ဖုန်းမပြောပါဘူးဟုတ်အဲ့တော့ငယ်ကလေးကငယ်တုန်းကတော့ခံစားချက်တွေတော့အများကြီးရှိခဲ့တယ်ဘယ်လိုပြောလဲဆိုတော့ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲအမေရဲ့ညီမတွေဟိုဘယ်လိုပြောအခုဆိုတော့သူတို့မိဆုံဖားဆုံရှိရပါတော့အဖေလို့ခေါ်တယ်ကိုယ့်တို့ကကိုယ်မှတိုင်းအဖေလို့ခေါ်ခွင့်မရှိဘူးဒါမဲ့လည်းအဲ့ဒါငယ်တုန်းကတော့မောင်လေးကငယ်တုန်းကတော့တကယ်ဝမ်းနေကြဒါမဲ့အခုချိန်မှာကျတော့အဲ့လိုမျိုး ဝမ်းနေမှုတွေမရှိတော့ပါဘူးလေတော့ကိုကအမေအမေအမေဆိုလဲဟုတ်တယ်အဖေဆိုလဲဟုတ်တယ်အဲကြောင့်မလို့အဖေမရှိလဲကိုတို့ကတော့ဘာမှတော့မဖြစ်တော့ပါဘူးဒါပေမဲ့ဖြစ်တော့မပြင်းမပါဘူးလေဟုတ်ဟုတ်ဒါပေမဲ့ခုနောက်ပိုင်းကတော့မလွယ်မလွယ်ဘာလို့ငငယ်တုန်းကသာမောင်လေးကလွယ်နေခုနောက်ပြောလို့ပဲပေါ့နော်ကိုရဲ့ဟိုဘယ်နှမအန်တီတွေကသူ့ရဲ့သားသမီးကအဖေမိခေါ်လို့ရှင်လဲကိုမှအမေတော့ခေါ်ခွင့်ရှိတယ်ဒါပေမဲ့အဖေလို့ခေါ်ခွင့်မရှိဘူးအဲ့လိုမျိုးချင်းလို့ဆိုတော့အရန်ဝမ်းနေကြဒါပေမဲ့မောင်လေးလူလူမန်းတိတဲ့ဆအရွယ်ကလေးကတော့တိတ်ပြောအဲ့လိုမျိုးဖြင်းမရှိလဲဘာမှတော့မဖြစ်တော့ပါအမေရပဲအကုန်လုံးပြုပြုထောင်ပြုထောင်ပြီးကြတော့ဟိုဘယ်ပြောမလဲဟိုစင်သားကတော့ရပါ ်ငယ်ငယ်ကတည်းကကျင်လာရတော့ခုထိလည်းကျင်လာရနေပါရဲ့ရှိရမောင်လေးငယ်ငယ်တော့ရှိတယ်အဲ့လိုမျိုးပေါ့နော်ကြောင်းအောင်ဆရာကြီးကြောက်ပေါ့နော် ဟိုဘယ်နှပြတောင်းနောက်ကြလို့မလို့လေဘယ်လိုမျိုးပေါ့သူကဒါကြောင့်မလို့အဖေမရှိလို့ဒါမျိုးဖြစ်နေရဆိုပြီးအဲ့ပြောတဲ့စကားလေးတစ်ခုတော့မှလေခုထိနားထဲမှာဆွဆွမြင်းမြဲဟိုမှတ်မိရပြီမမောင်လေး6တန်းလောက်တော့ကြောင်းတော်တော်နောက်ကြအဲ့ဒီဟိုအစီဝေးလုပ်တဲ့အချိန်မှာမောင်လေးနောက်ကြအဲ့ချိန်မှာကြောင်းကြီးတရားဟိုပြောလိုက်တဲ့စကားတစ်ခုဆိုရင်မောင်လေးခုထိတောင်မှနားထဲမှာအဲ့လိုမျိုးပြောတာလေခုထိကြားနေရတယ်မယ်ပေါ့နော်လဲဆိုတော့ပဝန်းကျင်ကတော့အဲ့လိုမျိုးမိဘမရှိလို့ရှိရင်ကဲရကြမယ်ဝေဖန်ကြမယ်ရှုံချမယ်ဒါကတော့ပဝန်းကျင်နေရသဘောတဘောသဘောတဘာဝပဲလေဒါမှမောင်လေးကငငယ်ကလေးကဘယ်လိုမျိုးစိတ်ကြဲကြန့်ခိုင်နေရတယ်လို့လည်းပြောမယ်ပေါ့နော်ဒါမှ ဟိုဘယ်လိုရမလဲမိဘနဲ့ပတ်တိုက်နေတာမှလည်းဝမ်းနဲ့ဘာလဲဒါမှလည်းပတ်ဝန်းကျင်နဲ့ပတ်သက်လို့ရှင်တော့မှလည်းအဲ့လိုမျိုးဘူးနော်ဗျတိုက်ကူတော့မရှိပါဘူးဟုတ်ဟုတ်အဲညီမလေးကတနောက်တဲ့စိတ်ရထက်တယ်နေလို့ပြောမယ်ပေါ့နော်အញ្ញိုင်စိတ်ထက်မာတယ်တခုဆိုရင် तू ကဘာမှမဖြစ်ဘူးကျွာအဲ့လိုမျိုးတခုဆိုလို့ရင် तू ကရဲရဲတတလုံနိုင်တယ်ပေါ့နော်အရင်မောင်မောင်လေးဟိုဘယ်လိုပြောမလဲကျွန်တော်ထားပေါ့ညီမလေးကပို့ပြီးတော့စကောင်းဖြစ်တယ်လို့ပြောရမှာပေါ့နော်ပြီးပြီမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဖေဖေရဲ့ အမျိုးတွေကတော့ကြီးပြတယ်မနမလေးကိုလာပြောတယ်အဲ့လိုမျိုးတော်တော်လေးအောင်မြင်နေပြီသူတို့အားပေးနေမယ်ဆက်ပြီးစူးစမ်းပါပါညာတော့ပြောပြဒါပေမဲ့ဖေဖေလည်းကြီးပြမှာပါသူလည်းလိုင်းတုံးနေရဆိုတော့လေဒါပေမဲ့ဖေဖေနဲ့မောင်လေးနဲ့ကတော့ဆက်တော်တော်မရတော့မှညီမလေးတို့ကြီးကတော့ ဒီနေ့လို့ဒီနေ့နေလို့ချင်းတစ်ခါတော့ကတော့သူကတော့ဖုန်းတော့ပြပြမောင်လေးနေရတာမပြောဘူး။ဟုတ်။အဲခေါင်းကြီးမှာပါဒါပေမဲ့ဖီဖီကတော့အဲဘယ်လိုပြောမလဲသူကလည်းသူဒါလည်းမောင်လေးတို့ကအချောင်းတရားမမီနဲ့အချောင်းတရားမတိုက်ဆိုင်လို့ဒါကွဲခဲ့လို့လည်းထင်ပါဒါပေမဲ့လည်းဟိုဖီဖီရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့မောင်လေးတို့လည်းမသိဘူးပေါ့နော်။အဲအကြောင်းကြောင့်မလို့လည်းအများကြီးတော့ဖီဖီကြောင့်တော့အများကြီးတော့သိကြုံပြောချင်ပါမယ်လေ။ဟုတ်။အဲအဲ့လိုမျိုးပေါ့နော်။ MNI ပြောလို့ညမောင်လေးအမောင်လေးအဲ့ငငယ်ကလေးအဖီနဲ့ကွဲခဲ့လို့ဒါမလို့မောင်လေးကအခုအဲ့လိုမျိုးအခုဒီအင်တာဗျူးမှာတောင်မောင်လေးအဖီလို့ဒါပြောတယ်မောင်လေးအဲ့လိုမျိုးတိတ်ပြောရတဲ့ဟာကြီးကလေ

သူမောင်လေးတို့တနေသားကလေးကကွဲကြရဆိုတော့မောင်လေးတို့ကအဲ့လိုမျိုးမတည်ဘူးပေါ့နော်။ဒါပေမဲ့မောင်လေးတို့6တန်း9တန်းလောက်ကြတော့ပြပြင်းနေကတစ်ခါနှစ်ခါလောက်တော့ဆုံးမယ်နော်။အဲ့ဒီတုန်းကတော့နည်းနည်းလေးတော့ဟိုမှတ်မိရပါတော့။ဒါပေမဲ့အခုနောက်ပိုင်းတော့မဆုံးပြတာတော်တော်လေးတော့ကြာခဲ့တယ်။အဲသူတို့ကိုချစ်ပေးတဲ့ပရိသတ်ကြီးသူတို့ကိုဆက်ပြီးတော့ချစ်ပေးကြပါအောင် အားပေးကြပါအောင်သူတို့ကလည်းအများကြီးအများကြီးနုပြင်းနဲ့ပတ်သက်ပြီးအများကြီးကိုယ်စွမ်းကြီးအများစွမ်းရှိတာအများကြီးအာစူးစမ်းပါပါလို့ဒီနေရာလေးမှာပရိသတ်ကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောတင်ပါတယ်။